ဆလင်းကြီးမြို့နယ်မှာရှိတဲ့ကျေးစင်တောင်စပယ်တောင်တွေမှာတတူတူးဖို့နေတဲ့မြမရန်စီကုမ္ပဏီမှာအလုပ်လုပ်နေကြတဲ့ဒေသခံတွေနေစားအလုပ်သမား200ကျော်ဟာအများရန်ဝန်ထမ်းတွေအဖြစ်ခန့်ဖို့တောင်းဆိုလိုက်ကြပါတယ်ဒေါက်ကမင်းစော်သတင်းပေးပို့တာပါခင်ဗျာတကိုင်းတိုင်းဒေသကြီးရင်းမမေခရိုင်ဆလင်းကြီးမြို့နယ်ထဲမှာရှိတဲ့မြမရန်စီတတူတူးဖို့ရေးကုမ္ပဏီမှာအလုပ်လုပ်နေကြတဲ့ဒေသခံနေစားအလုပ်သမား200ကျော်ကမလရှိရနေကလေးကအမြဲတမ်းဝန်ထမ်းခန့်ဖို့လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတာပါ တောင်းဆိုချက်ကတော့အဓိကကတော့ကျွန်တော်တို့ဒီနေသားဝန်ထမ်းတွေမှာစာဝန်တွေမပြည့်စုံတဲ့အတွက်ကြောင့်အဲဒီမှာဘာလဲဆိုလို့ရှိရင်ကျွန်တော်ဂျီတိုင်းကန်တလိုက်ကန်တလိုက်ချပေးဖို့ရာအတွက်အဓိကထားပြီးတောင်းဆိုတာဖြစ်ပါတယ်။အဲဂျီတိုင်းကန်လိုက်ဆိုတာကျွန်တော်အခုနေသားဆိုလို့ရှိရင်အဲရှင့်နဲ့ဆင်းရတဲ့ပုံကိုယ်တွေဆိုရင်တော့တသိန်းတသိန်းဝန်းကျင်ပေါ့ကျော်လို့ရှိရင်လည်းထောင်ကနန်းလောက်ပဲစွန်ပါတယ်တသိန်းကိုအဲဂျီတိုင်းကန်လိုက်ရပါရင်ဆိုရင်နှစ်သိန်းကျော်လောက်ရတယ်နှစ်သိန်းနှစ်သိန်းခွဲလောက်ရတယ်ပေါ့ အကြောင်းအဲ့လိုရလို့ရှိရင်တော့ဒီဒေသခံဝန်ထမ်းနေနေဖြစ်အစားဝန်ကြီးလူမှုရေးအားလုံးအတော်လေးထောက်ကူပြုလိမ့်မယ်လို့ထင်ပါတယ်2015ခုနှစ်နှစ်စပိုင်းကဒေသခံတွေနဲ့ကုမ္ပဏီတာဝန်ရှိသူတွေဆင်းနေခဲ့ကြတော့ ဇွန်လမှာနေသားဝင်နဲ့90ကနေ80ဝန်းကျင်နဲ့ဇူလိုင်လမှာနေသားဝင်နဲ့30ကနေ90အထိကိုအမြင့်ဆုံးဝန်ထမ်းအဖြစ်တိုးမြှင့်ခန့်ထားပေးဖို့သဘောတူထားခဲ့ပေမဲ့လည်းအခုချိန်ထိအကောင့်ထဲမပေါ်ပေးသေးတဲ့အတွက်အခုလိုတောင်းဆိုကြတာလို့ပြောပါတယ်ဒီလိုတဲ့ဗာပြန်လာတွေ့လုံးဆိုတော့ပါမနစ်ဝန်တန်းတွေတလောက်ကို၄သိန်းခွဲ၃သိန်းခွဲ၄သိန်းခွဲအဲပုံစံမျိုးတွေရတယ်ကျွန်တော်စာဝတ်နေအဆင်ပြေပါတယ်။နေသားဝန်တန်းတွေတလောက်မှာ၃သိန်း၉သောင်းအဲဝန်ကျင်မှာရတာစာဝတ်နေ အနေထားရအဆင်မပြေပါဘူးကျွန်တော်ဆိုကျွန်တော်ရဲ့အတတ်ပညာနဲ့ကျွန်တော်ဆက်ပြင်းလှုပ်ရှားတဲ့အတွက်ကျွန်တော်မိသားစုမှာကျွန်တော်စာဝင်နေအဆင်ပြေပါတယ်အခုလောဆယ်အဆင်မပြေတဲ့ဒီအခုလောဆယ်ဖြစ်နေကြတဲ့ကျွန်တော်လုံခြုံရေးဝန်ထမ်းတို့ environment တို့ ES ဌာနတို့ဒီလိုကုမ္ပဏီနဲ့သက်ဆိုင်တဲ့နေစားဝန်ထမ်းတွေအတွက်စာဝင်နေအဆင်မပြေတဲ့အတွက်ဒါတို့နေစားဝန်ထမ်းတွေကလည်းထပ်ဆင့်ပြီးတော့စာဝင်နေအဆင်ပြေအောင် တောင်းဆိုတာအမတော်ကတော့အခုလက်ရှိနေသာဝန်ထမ်းဆိုတော့ဒီကိုယ့်ရဲ့ပညာရေးကျမ်းမာရေးပေါ့လူမှုရေးအစားအလုံးအစားစားအရာအဆင်ပြေအောင်အမတော်ကလောဘကြီးပြီးတော့တောင်းတာမဟုတ်ဘဲနဲ့တလားဟိုဒီဂျီနိုင်းဂျီနိုင်းကန်ထရိုက်ဆိုတာမျိုးကနှစ်သိန်းကျော်လောက်ပဲရတဲ့အနေထားမှာရှိရလေအဲ့လောက်ကိုရတယ်ဆိုရင်ကိုလူတိုင်းကဝမ်းသာကြမယ်အနေထားမှာတော့ရှိတာပေါ့ကုမ္ပဏီထွေတွေမန်နေဂျာကနေသားဝန်ထမ်းတွေရဲ့တောင်းဆိုချက်နဲ့ပတ်သက်ပြီးမလ၁၇ရက်နေ့ကအကြောင်းပြန်စာပေးဖို့ရမှာ လက်ရှိမှာကုမ္ပဏီဟာကျင်းနီဈေးနှုန်းကျဆင်းနေတဲ့အတွက်အခက်အခဲကြုံနေကြရပြီးနိုင်ငံတကာကုမ္ပဏီတချို့ကဝန်ထမ်းတွေထောင်ရှိရှက်ချခဲ့ပေမဲ့မြန်မာရန်စီကုမ္ပဏီကဝန်ထမ်းမလျှော့တဲ့အပြင်လိုအပ်က25ရာခိုင်နှုန်းကိုပါတိုးပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ကုမ္ပဏီရဲ့အကြောင်းပြန်ကြားချက်နဲ့ပတ်သက်ပြီးနေသားဝန်ထမ်းတွေရဲ့ကိုယ်စားလှယ်နဲ့ကုမ္ပဏီတာဝန်ရှိသူတွေခုနှစ်ရက်အတွင်းဆွေးနွေးလိုတဲ့အစကို မလ25ရက်နေ့ကပြန်လည်ပြေးပို့ခဲ့ပါတယ်။ လက်ရှိချိန်ထိဘာအကြောင်းပြန်ကြားခြင်းမှမရှိသေးသလိုဒေသခံတွေကတော့အလုတ်ကန်ခွင်လန်းနဲ့ပတ်သက်ပြီးဒေသခံတွေကိုဦးစားပေးရမယ်ဆိုတဲ့အချက်ကိုကုမ္ပဏီကမလိုက်နိုင်ဘူးလို့ဆိုပါတယ်ကျမခင်မင်းဆိုပါရှင်